မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းတွေရဲ့လူသားတွေတရိတ်ဆန်တွေအပေါ်ချိန်ချမှုအန္တရာယ်ကအလွန်ကြီးမားပါတယ်။အစိုးဆုံးကအသက်သေးကြီးပျက်စီးတဲ့အထိဖြစ်စေသလိုခန္ဓာကိုယ်အစိတ်အပိုင်းတွေဆုံးရှုံးပြီးမတန်ဆွမ်းဖြစ်တာပြင်းပြင်းထန်ထန်ဒဏ်ရာရတာတွေဖြစ်စေပါတယ်။အဲဒီလိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတည်းမကပဲအသက်ရှင်ကျန်ခဲ့သူတွေဟာစိုးရိမ်ထိတ်လန့်တာစိတ်ဖိစီးတာလုံခြုံမှုမရှိသလိုခံစားရတာစိတ်တက်ကြတာ စတဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေလည်းဖြစ်စေပါတယ်။လူမှုဘဝထိခိုက်မှုတွေလည်းရှိပါတယ်။အသက်ရှင်ခဲ့ပေမဲ့မတန်ဆွမ်းဖြစ်သွားတဲ့အခါအိမ်ထောင်ပြုဖို့တာသမီယူဖို့အလောက်အကန်ရဖို့စတဲ့အခွင့်အလမ်းတွေကိုပါ ကြီးမားစွာတက်ရောက်မှုရှိစေနိုင်လို့ပါ။ဒါကြောင့်မလို့မြင်းမြုံမိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒီရီနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုကိုနေထိုင်ရာပတ်ဝန်းကျင်မှာမျှဝေပေးရင်ချစ်ခင်ရသူတွေကို ပောက်ကွဲလက်နက်ပစ္စည်းတွေရဲ့အန်ဒီရီတွေကနေကာကွယ်ကြရအောင်ပါ။